ခဏမနေ့မှာဆရာတို့စကားပြောကြတော့အဲကျွန်တော်တို့အဖွဲ့ထဲမှာနီလာဆိုတာရှိပါတယ်အဲ तू ကတရားလေးနှလုံးသွင်းတာလည်းမစိုးပါဘူးဒါပေမဲ့ तू ကခံစားမှုလေးကို तू ကနှလုံးအဲဆရာနဲ့တွေ့ရင်လည်းကျွန်တော်ဗာခံစားတတ်လေမေတော့ तू ကဒီဘက်ကိုနည်းနည်းလေးညှို့တက်လာတယ်ခံစားမှုလေးဘက်ကအဲ तू မပြောတတ်ဘူးအဖွဲတွေက तू ခံစားရတယ်လို့ကြားရင်ကျွန်တော်ကနှစ်ခုပဲစဉ်းစားတယ်ဒုက္ခနဲ့ဒုက္ခအဲကောင်းတာကိုခံစားရတယ်လို့ကြားလိုက်တာနဲ့ကောင်းတာခံစားမှုနဲ့ မကောင်းတဲ့ခံစားမှုလဲခံစားမှုလို့ထင်ခဲ့တာကျွန်တော်တက်မှလဲဒီနှစ်ခွက်တအားထင်ရှားတယ်ဒုက္ခနဲ့ဒုက္ခပေါ့နော်ဆင်းရဲတာနဲ့ချမ်းသာတာလေးနဲ့ကောင်းတဲ့ခံစားမှုတွေနဲ့မကောင်းတဲ့ခံစားမှုလေးဒါပေမဲ့ဆင်းရဲမေးတဲ့ခံစားမှုဆိုရသူတို့နားမလဲဘာဖြစ်လို့လဲဆိုတော့ဆင်းရဲမေးတဲ့ဆရာခံစားရတဲ့ခံစားမှုဥပ္ပခါလေးဖြစ်နေလေဆရာဒီဥပ္ပခါလေးကငြိမ်သက်တယ်ဥပ္ပခါငြိမ်သက်ပင်နဲ့ဥပ္ပခါရဲ့ဝေဒနာရဲ့သဘောကသူကဘယ်ဘက်ကိုတော့ညှို့နေလဲသူဒုက္ခဘက်ကိုညှို့တယ် ဥပက္ခဖြစ်ပင်တဲ့သူကချမ်းသာတယ်ဥပက္ခလေးကဥပက္ခလည်းချမ်းသာတယ်အဲ့တော့အဲဒီသုံးခုမှာ ဥပက္ခကခံစားဖို့မပြောနဲ့သိဖို့တောင်ခက်ပါတယ်ဥပက္ခကအဲ့တော့အဲဆရာဒီအရာလေးကိုကိုယ်တိုင်ခံစားရတဲ့ခါကျတော့ဥပက္ခလေးတော့ဖြစ်တယ်ဒါပေမဲ့သူကဥပက္ခဒုက္ခဘက်ကိုညှက်တယ်အဲ့တော့စံပေမှာရှိပါတယ်ဆရာတို့ဒီဝေဒနာအကြောင်းတွေကိုဆရာတုတ်တန်ဒေသနာရတင်မှုပါတယ်ဒီဒုက္ခဝေဒနာထဲမှာဘာကိန်းလဲဆိုတော့လောဘကိန်းပါတယ် ယာကနှုတ်တရလို့ခေါ်တယ်အနုတရနဲ့ယာကနှုတ်တရလောဘကိန်းတယ်အဲ့တော့ဒုက္ခဝေဒနာဖြစ်လို့ရှင်ဘာဖြစ်လာလဲဆိုလောဘဖြစ်လာမယ်ဘာလို့ဒုက္ခဝေဒနာမှာလောဘကိန်းနေတယ်ဆိုတာဒုက္ခဝေဒနာထဲမှာကိန်းတာကလောဘကြီးကဟိုလိုကျွန်တော်တို့အခိုင်အမာရှိတာမဟုတ်ဘူးဒုက္ခဝေဒနာဖြစ်ပြီနဲ့ယဟန္တာတွေမှာကျတော့မကိန်းတော့ဘူးအဲကျွန်တော်တို့အဝိဇ္ဇာရှိတဲ့လူတွေဒါဒီဒုက္ခဝေဒနာထဲမှာဒီကောင်ကိန်းနေတာပေါ့နော်လောဘကကိန်းတာအဲ့တော့ဒုက္ခဝေဒနာလေးဖြစ်ရင်ကျွန်တော်တို့က အဝိဇ္ဇာရှိတဲ့အတွက်လောဘကထွက်ထွက်လာတာပေါ့ဒုက္ခဝိညာဉ်ရှိလို့ကျင်တဲ့ဒေါသမကြိုက်တဲ့ဒေါသတွေထွက်ထွက်လာတာပေါ့ကျွန်တော်အမှန်ကိုမမြင်ဘူးအဲ့တော့ဥပ္ပခါကြဘာဂိမ့်လဲဆိုမောဟဂိမ့်တယ်ဒါကြောင့်မလို့ကျွန်တော်ဘာခံစားလဲမင်းသူကဘာပြောမှန်းမသိဘာဖြစ်လို့မောဟဂိမ့်တာဟုတ်ဟာဆရာဘာခံစားလဲဆိုပြဿနာတက်နာဘလို့ခံစားမှန်းကိုမသိဘာပြောမှန်းလဲမသိဘူးသူတို့အဲထဲမှာသူကကြည့်မယ်စဉ်းစားလိုက်ဒုက္ခနဲ့ဒုက္ခကိုပဲဝေဒနာလို့မပြောပေနဲ့လဲစိုင်းပေကြီးလို့သာသုံးခုရွံ့ရွံ့မယ်ငါးခုရွံ့ရွံ့မယ် တကယ်နဲ့ကိုကိုနိုင်လက်တွေ့ခံစားရတဲ့ခါကျအဲ့ဒါဥပက္ခာကိုကမထင်ရှားဘူးဘူးမထင်ရှားဘူးတော့မပြောတတ်ဘူးအဲ့တော့မှအဲ့တော့မှဒီနီလာကဘလို့ပြောလိုက်လဲဆိုတော့သူကဝေဒနာနဲ့ဆရာပြောတဲ့ခံစားမှုနဲ့မတူဘူးတဲ့အဲသူကဒီလိုလေးပြောလိုက်တာတိတ်လှတယ်သူပြောလိုက်ဝေဒနာနဲ့ခံစားမှုကမတူဘူးတဲ့သူကဒီလိုလေးပြောလိုက်တာ လွတ်လိုက်တော့ तू ကဝေဒနာဆိုတာဘာလို့ဆိုလို့ဂျင်နာလဲဆိုတော့ तू တီးတဲ့ဝေဒနာအလုံးပြောတဲ့ဒုက္ခဒုက္ခကိုပဲကျွန်တော်ဝေဒနာလို့ဟဲ့ဆရာပြောတဲ့ခံစားမှုလေးကမတူဘူးဆိုတော့ तू ကဘာလို့ပြောဂျင်နာလဲဆိုအဲ့ဒီမှာ तू ပြောဂျင်နာဥပက္ခာကိုပြောဂျင်နာအဲ့ဒီမှာ तू ဒီဟန်လေးကိုမိလာတဲ့အခါမှာ तू ကဝေဒနာနဲ့ခံစားမှုကို तू तू နားလေလို့ तू ခွဲပစ်လိုက်တာအဲ့တော့ဥပက္ခာဆိုတာလဲချမ်းသာတဲ့ဘက်ကိုညှော့တာပဲအဲ့တော့ကျွန်တော်တို့ကဘာလို့ ဒုက္ခဝေဒနာမှာလောဘကိန်းတာလေဆိုဒုက္ခဝေဒနာရရင်ပူချမ်းသာခြင်းတယ်ကျွန်တော်ကပူချမ်းသာခြင်းနဲ့နဲ့အတွက်လောဘကဖြစ်လာတာဒါမှမဟုတ်ဒုက္ခဝေဒနာမှာဘာဖြစ်လာတော့လောဘကိန်းတာစင်းရဲပြီဒုက္ခရောက်ပြီဒုက္ခရောက်ပြီဆိုကျွန်တော်ဘာကိုတောင်းတလဲဆိုဒုက္ခကိုတောင်းတာပဲချမ်းသာကိုတောင်းတယ်ချမ်းသာကိုတောင်းတဲ့အတွက်ဒီဒုက္ခဝေဒနာရဲ့အဲမှာလည်းမကြိုက်တဲ့အာဒီလောဘလည်းဖြစ်တယ်တဏလည်းဖြစ်တယ်ပေါ့တဏဆိုဒုက္ခဝေဒနာတောင်းတတယ်အဲဥပ္ပခါရဲရဥပ္ပခါရဲ မောဟကိန်းတယ်ဒါပေမဲ့ဥပက္ခာကဘယ်ကိုညှို့လဲဆိုဒုက္ခကိုဒုပက္ခဖြစ်ပြီနဲ့သူချမ်းသာမှုလေးရှိတယ်ချမ်းသာမှုလေးရှိတော့ပိုချမ်းသာခြင်းနဲ့တဏှာဥပက္ခာတဲ့ဒါပေမဲ့ဝေဒနာပစ္စယတဏှာဆိုတာကဒုက္ခဝေဒနာကြလဲပိုချမ်းသာခြင်းနဲ့လောဘတဏှာဘက်ကိုတောင်းတတယ်ဒုက္ခဝေဒနာရောက်နေလဲကောင်းတဲ့ဘက်ကိုတောင်းတတဲ့တဏှာဖြစ်တယ်ဥပက္ခာကြလဲဘာဖြစ်လဲဥပက္ခာလည်းလဲသူကချမ်းချမ်းသာသာလေးသာသာရာရာလေးပေါ့နော်ရှိနေတဲ့အတွက်ပိုကောင်းခြင်းနဲ့ဟာကိုတောင်းတတဲ့အတွက်ဝေဒနာပစ္စယ ဒနာဆိုပြီးတော့မြတ်စွာဘုရားကြီးလို့ဖွင့်ခဲ့တယ်။အဲ့တော့ဆရာပြောတဲ့ဘာခံစားရလဲဆိုတာအမှန်တော့ဒီဥပက္ခာလေးကိုပြောတာလို့ဒါလေးကိုမနေ့ကဆရာပြန်ရှင်းပြတာပါသူတို့အဲ့တော့မှဒီဥပက္ခာကတော်တော်သိမ်မွေ့တာဒီဥပက္ခာ level ကိုရောက်ဖို့ဟာခက်တယ်။ဒါပေမဲ့လည်းဆရာတို့အဖွဲ့တွေမှာအခုတဖြည်းဖြည်းနားလည်လာတယ်ခံစားတတ်လာတယ်။အဲဆရာတို့ကအဲ့တော့မလေးပြောပြောချင်တာလဲဆိုတော့အဲဒီဆရာဘာခံစားရလဲဘာခံစားရလဲမေးတာက ဇောတွေကြမှာရတာဒီဥပ္ပခါဖြစ်ဖို့ဆိုတာဇောကြမှာဇောကြမှာအဲ့ဥပ္ပခါဆိုရဲ့သဘောတရားဘာကိုခံစားတတ်လားငြိမ်သက်တယ်ခံဖြစ်တယ်ငြိမ်သက်ပြီနဲ့သူ့မှာဘာဖြစ်လဲဆိုတော့ pleasant ဖြစ်တယ်ဒီ pleasant ဆိုရလေတိမ်တိမ်မွမွနဲ့သူကနေလို့ကောင်းနေတယ် pleasant ဆိုတာအဲ့တော့မှအဲဒီမနေ့ကလည်းမာသီဆရာတော်ဖျားကြီးပြောလဟုတာမုရုတာကမ္မကြတာပေါ်ပန်းလာတဲ့လူကအဲ့ဥပ္ပခါလေးနဲ့နေရတော့ ိုယ်ထဲမှာခံစားမှုကစိတ်ကြောင့်ဒီပေါ်ပါတဲ့ခန္ဓာကိုယ်မှာပေါ့နော်ပေါ်ပါမှုလဟုတာနူးညံ့တယ်နူးညံ့တာမဟုတ်နူးညံ့တယ်နာငယ်ရေးနှစ်ချောင်းငယ်နူးနူးညံ့သွားတာနူးသွားအသားတွေလိုပဲကိုက rigid မဖြစ်တော့ဘူးနေရာထိုင်ရတဲ့ဟာတွေကဟိုအဲ is ဖြစ်သွားတာအင်္ဂလိပ်လိုကြလား is ပေါ့နော်နူးညံ့တယ်ဆိုတာအာ အင်္ဂလိပ်စာပါပြောနေရတာမြန်မာစာရောအင်္ဂလိပ်စာနိုင်ငံတစ်ချောင်းငယ်မဟုတ်ဘူးဟိုကနိုင်ငံတစ်ချောင်းငယ် fine ဖြစ်တာနူးနူးနူးညံ့တာ fine ဖြစ်တာ fine ဖြစ်တဲ့ delegate ဖြစ်တယ်အဲအခုနူးညံ့သွားတာ is ဖြစ်သွားလူကနေရတာ is လေးဖြစ်တယ်အဲနော်နေရတာ is နေရတဲ့လူကနေရထိုင်ရတဲ့ is လောကကံလူရကြ easy နော်အင်္ဂလိပ်စာပါသင်ပေးနေတာ အရှိပိစောကတရားတင်တာအင်္ဂလိပ်စာသင်ပေးနေရတာ easy ဆိုတာပါလေ e ဆိုတာပါလေတော့ e နဲ့ easy နဲ့မတူဘူးဖြစ်နေမသေးမကွဲဘူးဖြစ်နေမှာအဲ့ဒါကိုယ်တိုင်ခံစားမှာခုအင်္ဂလိပ်ဆရာ what တွေကိုလွတ်ကျက်နေတညာဆရာက what တွေကိုလွတ်ကျက်တာမဟုတ်ဘူးကိုယ်တိုင်ခံစားရခင်ဗျာအဲ့စလုံးတွေပေါ်လာတာဟမ်တီးတီးရဒါပဲဆရာခုအင်္ဂလိပ်စာညီတို့နဲ့ငါနဲ့ကွာမှာသိရညီတို့ကညီတို့က language ဒါက language တွေဖြစ်တာဟမ်ငါ experience နဲ့တော့ရအဲကိုကိုရိုက်ခံစားတဲ့ experience through experience i speak through experience တော့ i use the word through experience according to the experience တော့အဲ့လိုတော့ရအဲညီရော language ညီရော language နဲ့တော့ရနေ what နဲ့တော့ရညီရော what language အဲအဲ့တော့ is ဖြစ်သွားတာပေါ့နော်အဲ့လေကိုယ်တိုင်ခံစားမှုမှာဒီတရားရဲ့အရာသာပြောရတာတော်တော်ခက်တယ် describe ထုတ်ရတာဆရာမလို့တော်ပြောတောင်းပြောတယ်ဟိုအဲ့လိုရှောက်ပြောတတ်တာတော်ပြောတောင်းပြောတယ် okay ပြောတာတောင်းလို့မြောက်လို့နဲ့ okay သွားတာပဲအဲနော်အဲ့တော့အဲနေရထိုင်ရလို့ကောင်းနေရပေါ့နော်ကောင်းနေရ smart လို့ခံညာရတယ်ဆိုတော့သူပျော်ပျော်နေပြင်ပျော်ပျော် is ဖြစ်တာနူးညံ့နူးညံ့နေပြင်ဘာဖြစ်လဲ ကမ္မညတာဆိုတာခန့်ခန့်ညာညာဆိုဟလိုကြီးခန့်ညာတာမဟုတ်ဘူးအဲရုပ်ရဲ့စိတ်ရဲ့ခန့်ညာမှုကလောကလိုခေါင်းပေါင်းကြီးနဲ့အဲဟိုဂျိတ်ပစိုးတွေနဲ့အဲအဲ့လိုခန့်ညာနေတာမဟုတ်ဘူးအဲနော်စိတ်နဲ့ကတ်တွေနဲ့ပြောင်ပြောင်ရောင်းအဲ့လိုခံကြတာမဟုတ်ဘူး။အော်နေရာနဲ့ထိုင်ရတာလေကကဟို smart living ဖြစ်နေပါဗော။ပြောချင်တာကကိုကိုကို secure ဖြစ်တယ်လောကမှာပြောနေတာ secure ဖြစ်တယ်ဗော smart ဖြစ်တယ်။နေရာက secure ဖြစ်နေတယ် လုံခြုံမှုတခုရှိနေတယ်ပေါ့နော်ဆိုတော့ဒါလေးကို smart ဖြစ်တယ် secure ဖြစ်တယ်အခဏာရတယ်ပေါ့နော်အဲအဲ့လိုပေါ့ကိုယ်ကို fulfill တခုဖြစ်နေတယ်ဟမ်မတက် fulfill လာ abundance ကိုယ်ကိုပြည့်ပြည့်ဝဝနေရတာကောင်းတယ်အဲ secure လည်းဖြစ်တယ် abundant လည်းဖြစ်တယ် fulfill လည်းဖြစ်တယ်ဟာဘယ်လိုပြောမှန်းပြောပါအောင်အင်္ဂလိပ်စကားတွေကိုယ်ကပဲသူ့တင်ပြရမလားကိုယ်သူကပဲကိုယ်တင်မှလားတော့မသိဘူးတရားစီရတင်ရတော့မယ် ဟမ်အဲနော်အဲ့လိုလေးတွေပါအဲ့တော့ဗာလေးပြောချင်တာဆိုတော့ဒီဆရာမနေ့ကအဲ့ရလေးပြောပြတဲ့အတွက်ဥပက္ခဥပက္ခဆိုပါဇက်ပြောစံပေမှာတောင်မှဥပက္ခကိုဖွင့်ရတာတိတ်ခက်တယ်ဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်တာအဒုက္ခမဒုက္ခတော့နားကိုမလဲဘူးဟုတ်လားအဲစာပေမှာလည်းအဲ့တော့ကိုယ်တိုင်ခံစားချိန်မှာဆရာကဟုတ်လားဒီဥပက္ခဆိုတာလေးပေါ့နော် ဆရာကြောက်ခဲလေးရှိတယ်ချောင်းနဲ့လင်းကြီးကြောက်ခဲလေးတွေကချောင်းနဲ့ကြီးနားတယ်အဲ့ဒါဒုက္ခဝေနာမွေးဘွားကောဇော်လေးပေါ်မှာချောင်းတင်းနဲ့အသားလေးဖိနှင်းကြီးပုတ်ကြီးဟာအဲ့ဒါဒုက္ခဝေနာကိုမှာဒုက္ခဒုက္ခလည်းအတွက်ဒါပေမဲ့ကြောက်ခဲကိုမျက်စိနဲ့ကြည့်ရင်လေဒုက္ခမရဘူးမျက်စိမှာမွေးဘွားကောဇော်လေးကိုကြည့်ရင်လေဒုက္ခမရဘူးဒါဥပက္ခာဒါပေမဲ့အဲ့မြင်တဲ့ပုံမှာအခုကလူတွေကမြင်တော့မြင်တယ်မခံစားမှုမပါဘူးအဲ့ဥပက္ခာဝေဒနာလေးဆိုတော့ဥပက္ခာလေးနဲ့ तू ကမခံစားတတ်ဘူးဒီပုံမှာအဲ ပြဿနာကဒီဥပက္ခတွေကို तू မကျက်စားနိုင်ဘူးဘလို့တိမ်မွေလွန်းနေအဲ့တော့လောကမှာဒီဥပက္ခတွေကိုကျက်စားဖို့နေတာလေဆရာမပြင်စားမှာလေသူတို့လာလို့ရှိရင်ကြည့်လို့ကောင်းအောင်လို့ဟိုအပြင်ဒီအပြင်ပေါ့နော်ဆရာမနေပူတဲ့အပြင်မှခံပြီးတော့အကုန်ပြင်နေရတာ အဲ့တော့မသိခံစားတတ်တာမဟုတ်ဘူးအစိုးပါဟုတ်နဲ့ကောင်းပါလေတဲ့ဟာဟုတ်ကဲ့လူသားရှိပြောပါလို့ပဲပြောလိုက်ရတာပေါ့နော်အဲ့လိုပဲပေါ့လူပဲလူရတာပေါ့နော်အဲ့လိုပဲအဲ့တော့တိမ်မွေးတဲ့နေရာတွေကိုဓမ္မကိုခံစားဖို့နေတာလောကထဲမှာတောင်မှကျွန်တော်တို့ဟလာအဲဒီလိုကောင်းငင်ပြင်းကြီးတွေတော်ရီတောင်းနေစိတ်ထဲမှာဘာခံစားမှုပေါ်လဲဆိုလူတွေရဲ့စိတ်တွေကကျန်းနေမခံစားတတ်ဘူးသူတို့ကဒီခံစားမှုတစ်ပင်လေးအညုံလေးထွက်တယ်လို့မခံစားတတ်ဘူး အဲဒီလိုလေးတွေပေါ့နော်အဲဆိုတော့အဲလောကရဲ့သဘောတောင်မှခံစားမှုအားနည်းကြပါတယ်အဲဒီထက်ကိုအဲ့တော့ဓမ္မနယ်ဆိုတာအလွန်သိမ်မွေးတဲ့နယ်တွေပါအဲ့တော့လူတွေစိတ်တွေပျော်ပြောင်းလာတယ်အေးချမ်းလာတယ်အဲ့ထဲမှာပဲပညာတွေဝင်လာတယ်ဆိုတော့ဒီလိုသဘောလေးတွေပေါ့နော်ဒါမှမဟုတ်အမိုက်ထဲကအဲရွှေဆိုတဲ့အားလေးပါနော်အဲဒီဒါလေးကိုပြောပြတာပါအဲ့တော့အဲပင်စားဟာလာပင်စားပါဆရာ ။ဒါနဲ့ရွှေထွေးအောင်လုပ်တဲ့ဆိုညဓမြလာတိုက်နေဦးမှာဟုတ်အမှတ်နေဦးမှာရွှေကကြောညာပြီးတော့အဲဓမြလာတဲ့မှာဒုက္ခရောက်နေဦးမှာတကယ်ရွှေရှိတယ်အောင်မိတ်နေဟုတ်။